အကျွေးမဆက်ရှင်လို့အကျွေးရှင်ကိုတက်လိုက်တဲ့တည်ရင်းဒီတည်င်းတက်ကတရားခံရောဆုံးသွားသူရောမြန်မာလူမျိုးတွေဖြစ်တဲ့ဒီအဖြစ်အပျက်ကမနစ်က3လပိုင်း10နှစ်ထိုင်းနိုင်ငံအယုဒ္ဓယာမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ကတော့9ရက်နေ့ည10နေအချိန်လောက်မှာ လမ်းဘေးတနေရာမြောင်းထဲမှာသူများကစင်ကဲတစည်းကိုတော့တွေ့တယ်ရှင်။ကြည်သွားကြည်လာစင်ကဲနဲ့6မီတာလောက်ပဲဝေးတဲ့နေရာမှာလူအလောင်းတလောင်းကိုလည်းတော့တွေ့သေးတယ်။စစ်စေးတော့အဲ့ဒီအလောင်းကမြန်မာလူမျိုးဖြစ်တဲ့နမည်ကစာစာအသက်30မိတဆုဝင်နဲ့ထက်တူဝမ်းနေပါတယ်ရှင်။ဆုံးသွားသူကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ စာစာရဲ့စင်ကေကမြောင်းထဲကျလို့စာစာဆုံးသွားတာမဟုတ်ဘူးစာစာရဲ့ကိုပေါ်လေဘလက်လက်မငားနေရငားချက်ဓာတ်နဲ့ထိုးခံရတာရှင်စာစာသူ့အငားတက်ခံကနေမထွက်သွားခင်သူ့အမျိုးသားတယောက်နဲ့ချိန်ခဲ့တယ်ရှင်အဲ့ဒီအမျိုးသားနာမည်ကပိုင်အောင်ချက်အသက်23ပဲရှိသေးတယ် ဒါကိုတီးတဲ့သူရှိရဲ့ရှင်ဒါကြောင့်ဆယ်ရက်နေ့မှာရဲကပိုင်အောင်ချစ်ကိုခေါ်ယူစစ်ဆေးမှုလုပ်လိုက်တယ်ပိုင်အောင်ချစ်သူလောက်ကြောင့်သူဝန်ခံတယ်ဒါပေမဲ့သူလောက်ချင်လို့သူလောက်တာမဟုတ်ဘူးသူ့ကိုခိုင်းတဲ့လူရှိတယ်တဲ့ရှင်ပိုင်အောင်ချစ်ကိုခိုင်းတဲ့သူကဘယ်သူလဲဆိုတော့မနောင်လည်းရှင့်မနောင်လည်းမြန်မာလူမျိုးပဲမနောင်နဲ့ပိုင်အောင်ချစ်ကချစ်သူတွေဖြစ်နေကြတယ်ဖြစ်စဉ်ကတော့မနောင်နဲ့ဆုံးသွားသူဆာဆာကတီးကြတာ၁၀နှစ်ရှိပြီ မနောက်ကဆဆာစီမှာအရစ်ကြဖုံလေးလုံးဝယ်ခဲ့တယ်ပြီးတော့ဘန့်ဝေတသိန်းလဲချီးခဲ့တယ်တရှင်ပိုင်အောင်ချစ်ရဲ့ message ထက်ကအရဆိုရင်မနောက်သူဆဆာကိုဆက်ရမယ့်အကျွေးတွေကိုသူမဆက်ချင်ဘူးဒါเจ้าဆဆာကိုจับဖို့ပိုင်အောင်ချစ်ကိုခိုင်းလိုက်တာပိုင်အောင်ချင်းမက်ဆေ့ထဲမှာပိုင်အောင်ချင်းနဲ့မနောင်ပြောကြတဲ့စကားတွေကဘာတွေလဲဆိုတော့ပြီးခဲ့တဲ့10ရက်နေ့စနေနေ့တုန်းကမနောင်နဲ့ပိုင်အောင်ချင်းကအစီအစဉ်တစ်ခုဆွဲကြတယ် အဲ့ဒီအစီအစဉ်ကတော့ဆာဆာကိုကြက်ဖို့အစီအစဉ်ရှင်မနောက်ကပိုင်အောင်ချစ်ကိုနေငားနေတဲ့တိုက်ခမ်းမှာအခမ်းလို့ရှိလားတကယ်လို့အဲ့ဒီမှာအခမ်းလို့ရှိရင်ငါတို့ဆာဆာကိုအဲ့မှာခေါ်သွားပြီးအခမ်းထဲရောက်တဲ့ကြက်လိုက်မိလီပေါ့ရှင်ဒါပေမဲ့ပိုင်အောင်ချစ်ကအခမ်းလွတ်တွေမရှိဘူးလို့ပြောတော့အဲ့ဆိုဆဆာကတယောက်ထဲနေတာဆိုတော့ငါတို့ကသူ့အခမ်းထစ်ကိုတွားပြီးသူ့ကိုတက်ကြက်ကြက်မယ်လို့ပြောတယ်။ပိုင်အောင်ချစ်ကဘယ်ရမလဲအဲ့မှာ CCTV တွေအများကြီးရှိတယ် ဒါကြောင့်တနေ့တနွေနေ့မှာဆာဆာကပိုင်အောင်ချစ်ကို SOCCTV မရှိလူမတွေ့တဲ့လမ်းဘေးတနေရာမြောင်းနားကိုဆာဆာကိုခေါ်သွားကြမယ်လေအဲ့ဒီနေရာမှာကြက်မယ်ပြောပြီးအဲ့ဒီတနေ့တနွေနေ့နေ့လယ်ပိုင်းမှာမနောင်နဲ့ပိုင်အောင်ချစ်ကအဲ့ဒီလမ်းဘေးတနေရာမြောင်းကိုတွေ့ကြည့်ခဲ့ကြတယ်ရှင်အဲ့ဒီနေရာမှာတကယ်ပဲ CCTV မရှိလူမတွေ့ဘူးဆိုတာသူတို့သိလို့ ူတို့အဲ့ဒီနေရာကိုရွေးလိုက်ကြပြီးဆဆာကိုချိန်လိုက်ကြတယ်ရှင်။မနောင်တူဆဆာကိုချိန်လာကတော့အကျွေးကိစ္စတွေရှင်းမဲ့အကျွေးဆက်မဲ့ဒါပေမဲ့သူကိုစားပိုင်အောင်ချစ်ကတွားပေးမယ်လို့ပြောတယ်။ဒါကြောင့်ဆဆာလည်းတွားတွေ့လိုက်တာတဲ့ရှင်။တွားတွေ့တဲ့အချိန်ကတော့အဲ့ဒီနေ့၉ရက်နေ့ည၆နာရီခွဲ၇နာရီအချိန်လောက်မှာတဲ့ရှင်။ဆဆာကစံကေမောင်းသွားတယ်။ဆဆာကပိုင်အောင်ချစ်တဲ့လမ်းပေးမှာစကားပြောနေကြရင် ောင်ချစ်ပြောတာတော့ဆက်စာကအတန်ကျဲတယ်အဲကြောင့်သူများကြားမဆိုလို့သူများတိမဆိုလို့သူကဆက်စာကိုမြောင်းနာခေါ်ဆင်းသွားတယ်တရှင်မြောင်းနာရောက်တော့နေရောက်တိုင်းရန်ဖြစ်စကားများကြတယ်ဆက်စာကအောင်ပိုင်ချစ်ခါမှာပါလာတဲ့ဓာတ်ကိုတော့ကင်ပြီလို့လူယူလာတဲ့တဲ့ရှင်ပိုင်အောင်ချစ်လဲအဲ့ဒီဓာတ်ကိုပြန်လူသွားတော့ဆာကပိုင်အောင်ချစ်ရဲ့လက်ကိုကိုက်တယ်အဲ့ဒီနောက်ပိုင်အောင်ချစ်ကဆာဆာကိုငားနေရငားချက်ထိုးလိုက်တယ်အဲ့ဒီအချိန်ဆာဆာကမဆုံးသေးဘူးเนาะရှင် ပိုင်အောင်ချစ်ကဆဆာရဲ့ခေါင်းကိုရေမြောင်းထဲမှာယူနစ်လို့ဆဆာကငိန်တက်ပြီးဆုံးသွားတာတရှင်။ရက်ဆက်လိုက်တာတော့ရှင်။ခိုင်းတဲ့သူရောလှုပ်တဲ့သူရောဆဆာဆုံးသွားတော့ပိုင်အောင်ချစ်ကဆဆာကိုပေါ်မှာပါလာတဲ့ထုံးနေငွေကိုယူပြန်သွားတယ်ပြီးတော့ဆဆာစီးလာတဲ့စင်ကေကိုလည်းမြောင်းတနေရထဲမှာတွန်းထည့်လိုက်တယ်တရှင်ဆဆာဆုံးသွားတဲ့နေရနဲ့တိတ်ပြီးမဝေဘူးဆဆာရဲ့ဖုံးနေငွေကိုပိုင်အောင်ချစ်ကမနောက်ကိုတွားပေးတယ် မနောက်ကတက်တဲ့အထောက်ထားကိုဖျက်ဆီးတဲ့အနေနဲ့အဲ့ဒီဖုံးတဲ့ငွေကိုအမိုက်ပုံးထဲမှာတော့ပစ်ထည့်လိုက်တယ်။ပုံထဲကတွေ့တဲ့အင်ကြီးအနီရောင်နဲ့တယောက်ကမနောက်ရှင်သူ့ထိုင်နေတာဆဆာရဲ့ဖုံးတဲ့ငွေကိုပြန်ယူထုတ်နေတဲ့အချိန်ဒါတော့ထိုင်တဲ့တင်းကအတိုင်းမြန်မာဘာသာလာပြန်ပြပေးတာပါရှင်။တကယ်လို့မာယူနဲ့အချက်လက်တွေရှိရင်လဲတောင်းပန်ပါတယ်တော့ရှင်။မယူနဲ့နေရာရှိရင် comment မှာထောက်ပြပေးကြပါလို့ရှင်တိုင်းတည်းရင်ကတော့ဒီလိုမျိုးပြောထားရရှင် ကိုလူမျိုးအချင်းချင်းကိုတော့ရှင်လှုပ်ရက်လိုက်တာကိုလူမျိုးအချင်းချင်းမဟုတ်လဲဘယ်လူမျိုးပဲဆိုဘယ်သူမဆိုသူတို့ဒီလိုမျိုးလှုပ်ပိုင်ခွင့်မရှိဘူးလိုချင်သူများစီတွားချီးတယ်တွားယူတယ်ပြန်မပေးရှင်တော့သူများကိုဒီလိုမျိုးလှုပ်လိုက်တာဆိုတာလူသားမဆန်လိုက်တာရှင်သူတို့တွေကိုဆဲမဲ့အစားသူတို့ပြန်ခံကြရပါစေလို့ဆုတောင်းပေးတာပိုကောင်းမယ်အတူတနာပါတယ်နော်ရှင်ကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်မိသားစုဝင်နဲ့လည်းထက်တူဝမ်းနေပါတယ်ရှင်